အားလုံးပဲမင်္ဂလာပါရှင်။၂၄နာရီတူရှာတဲ့တည်ရင်ဒီပါဆက်ဝင်စားဖရဲတည်နေကိုတက်ဆက်ပေးပါတော့မယ်။ကျမတို့မြတီကိုပါ။ကိုရီးယားကိုမြန်မာအမျိုးသမီးလုပ်တာစတင်စေလိုမဲ့တဲ့စစ်တပ်ကိုအစိုးရဖွဲ့ဝင်နေရပုတ်ပေးလာမှုအားဆက်ရဆန္ဒပြမှုများဖြစ်ပွားခဲ့တဲ့တဲ့ကမ္ဘာအပြော်ရွှင်ဆုံးနိုင်ငံများစီးရင်မှာမြန်မာနိုင်ငံအဆင့်126ကိုရောက်သွားတဲ့တဲ့ ဘောက်ဖွဲရဲ့ခြားပတ်မှုမလုံလာတာကြောင့်အာဆင်နဲ့ရှမ်းပြည်မဖြစ်ဘူးလို့ဝေဖန်လိုက်တဲ့သတင်းပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါစေဝင်စားဖွဲရဲ့သတင်းမျိုးတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ကိုရီးယားကိုမြန်မာမျိုးသမီးလုပ်သားစတင်စေလုပ်ခဲ့လို့သိရပါဗျ။ဒီသတင်းကိုတော့မျက်စိတူကပေးပို့လာပါဗျ။ ကိုရီးယားသမ္မတနိုင်ငံကိုအစိုးရပြည်ပလောကအေဂျင်စီ POE မှတစေ EPS နဲ့မြန်မာအမျိုးသမီးလောက်သားစတင်ဆွေးနွေးခဲ့ကြောင်းမြန်မာတန်ယုံဆွေးမျိုးရနေတည်ရပါတယ်။ဝန်ဆောင်မှုလုပ်ငန်းအတွက်မြန်မာအမျိုးသမီးလောက်သားအပါအဝင် EPS လောက်သား124ကိုရမန်နေ့မတ်လ19ရက်နေ့မှာဆွေးနွေးခဲ့ရလို့သိရပါတယ်။ဆွေးနွေးခဲ့တဲ့ EPS လောက်သားများမှာကုန်ထုတ်လောက်သား58ဦး၊တက်တော်လောက်သား25ဦး၊စောင့်လော်ရီလောက်သား19ဦး၊ဝန်ဆောင်မှုလောက်သား9ဦး၊အမျိုးသမီး2ဦးနဲ့စိုက်ပျိုးဝင်ပြည်လောက်သား15ဦး ုပေါင်းလှုပ်သားတဲ့124ဦးကိုစစ်တုပ်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါဗျ။မြန်မာနိုင်ငံမှာတောင်ကိုရီးယားကို20လှုပ်သားတောင်းနေပါဆယ်လို့နေပြီးလက်ရှိမှာမြန်မာလှုပ်သား9000ကျော်ရောက်ရှိနေကံအချက်အလက်များရသိရပါဗျ။ဆက်လက်ပြီးထူးခြားတဲ့နိုင်ငံတကာဒိန်းသဘောကိုလည်းတင်ဆက်ပေးကြပါမယ်။စစ်တပ်ကိုအစိုးရဖွဲ့ဝင်တွေကပုတ်ပေးလာမှုကိုစတင်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းကပေးပို့လာပါဗျ။ စစ်တပ်ကိုအစိုးရဖွဲ့အတွင်းမှနေရာပုံပေးခဲ့တယ်လို့ဖြစ်တာကိုမကျေနပ်တာကြောင့်အင်ဒိုနီးရှားနိုင်ငံမှာဆန္ဒပြမှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။အင်ဒိုနီးရှားသမ္မတဆူဘီယန်တို့ရဲ့အဆိုပြုမှုနဲ့အတူအင်ဒိုနီးရှားလွှတ်တော်ကအစိုးရဖွဲ့အတွင်းကအရေးကြီးတဲ့ယာယီနေရာမှာစစ်ဘက်ကောင်ဆောင်တွေခန့်အပ်တဲ့အရေးအတွက်ကိုတွန်းမြစ်လိုက်တဲ့ဥပဒေကိုတည်ပြုလိုက်တာကြောင့်စစ်ညစ်ဆန္ဒပြမှုတွေပေါ်ထွက်လာတာဖြစ်ပါတယ်။အရင်ကတော့အစိုးရဖွဲ့အတွင်းကအရေးပါတဲ့ယာယီတွေကစေနေရာကိုစစ်ဘက်ကောင်ဆောင်တွေဒီပြီးတော့မှဖြစ်တယ်လို့ကြော်ရုံလို့ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအတွက်အရေးပါတဲ့နေရာတွေကိုစစ်ဘက်ကောင်ဆောင်တွေကို ရပေးဖို့ဒီဖြစ်လာတာကြောင့်ဆက်ညစန္ဒပြမှုတွေပေါ်ထွက်လာတာဖြစ်ပါတယ်။အင်ဒိုနီးရှားသမ္မတဆူဗီယန်တူဟာအင်ဒိုနီးရှားအနာရှင်ဟာဆိုအာတိုလက်ထက်မှာအင်ဒိုနီးရှားစစ်တပ်ရဲ့အရေးပါတဲ့ခေါင်းဆောင်ဖြစ်ခဲ့သူဖြစ်လို့စစ်ဘက်ခေါင်းဆောင်တွေကိုအစိုးရဖွဲ့တွေမှနေရာပို့ပေးတာမျိုးလှုံ့ဆော်လာတာဖြစ်တဲ့ဆိုတဲ့ဝေဖန်မှုတွေလည်းပေါ်ထွက်ခဲ့ပါတယ်။အင်ဒိုနီးရှားကာကွယ်ဝင်ကြီးကပထဝီနိုင်ငံရေးဆိုင်ရာပြောင်းလဲတွေကြောင့်အစိုးရဖွဲ့တွေကအရေးပါတဲ့ရာနေရာတချို့ကိုစစ်ဘက်ကောင်ဆောင်တွေကိုပိတ်ရထားဖြစ်တယ်လို့ပြကြခဲ့လို့သိရပါဗျ။ နောက်ထပ်ထူးခြားနိုင်ငံတကာတင်ပို့ကိုလည်းတက်ဆက်ပေးကြပါမယ်။ကမ္ဘာ့အပြော်အရှူဆုံးနိုင်ငံများစီးရင်မှာမြန်မာနိုင်ငံအဆင့်126ကိုရောက်သွားပါတယ်။ဒီတဲ့ကိုတော့ညင်းချောင်းမှာပြပို့လာပါဗျ။ ကမ္ဘာပြောင်းရွှေဆောင်နိုင်ငံတွေစည်းကိုထုတ်ပြန်ခဲ့ရမှာမြန်မာနိုင်ငံဟာအဆင့်126နေရာရောက်ရှိသွားခဲ့လို့သိရပါဗျ။အဆိုပါစည်းကိုနိုင်ငံသားတအုပ်ချင်းစီရဲ့ဝင်ငွေလူနေမှုစင်တာပါဝင်ပြောင်းရွှေမှုတက်ရှိခံကြတဲ့အချက်တွေကိုအရှိခံပြီးနိုင်ငံသားတွေရဲ့ပကတိရှိနေကိုပါပေါင်းစပ်ပြုစုထုတ်ပြန်ခဲ့တာဖြစ်ပြီးကုလသမဂ္ဂအဖွဲ့ကဥစားတာဝန်ယူခဲ့တာဖြစ်ပါတယ်။ဒီနေ့အတွက်ထုတ်ပြန်လိုက်တဲ့စည်းရဲ့မှာဖင်လန်နိုင်ငံဟာ ကမ္ဘာပြောင်းကျဆုံးနိုင်ငံဖြစ်ရည်နေခဲ့ပြီးဖင်လန်ဟာအဆိုပါနေရာကို၈နေရာဇက်တိုက်ရောက်ရှိခဲ့ရဖြစ်ပါတယ်။ဖင်လန်နိုင်ငံရဲ့နောက်မှာဂျိမန်၊အိုင်စလန်၊ဆွီဒင်နဲ့နယ်သာလန်တို့ကအစင်းလာရည်တည်ခဲ့ပြီးတော့ဒုချမှုတစ်ခုကတော့ကမ္ဘာပြောင်းကျဆုံးနိုင်ငံတွေဆီရဲထိတ်ဆုံးကနေရာမှာလီနီယာကိုစကန်ဒီနေးဗီးယားကျွန်းဆက်မှာရှိတဲ့နိုင်ငံလေးနိုင်ငံကရရှိခဲ့တာပါ။အမေရိကန်နိုင်ငံကကမ္ဘာပြောင်းကျဆုံးနိုင်ငံတွေဆီရဲမှာအဆင့်၂၄တိရောက်ရှိသွားခဲ့ပါတယ်။ ကမ္ဘာပြောင်းလဲဆုံးနိုင်ငံတွေရဲ့ဈေးရနဲ့အောက်ဆုံးနေရာဖြစ်တဲ့အဆင့်149နေရာမှာတော့အာဖဂန်နစ္စတန်နိုင်ငံကရပ်တည်နေရလို့သိရပါတယ်။ဒီမှာဈေးအနေနဲ့24နာရီအတွင်းထူရှားတဲ့အာကစားတဲ့တပုတ်ကိုလည်းနှက်ဆက်ပေးကြပါတယ်။ဘောက်ဖွဲရဲ့ထားပတ်မှုမလုံလာတာကြောင့်အာဆင်နယ်ရှမ်ပီယံမဖြစ်ဘူးလို့ဝေဖန်လိုက်ပါတယ်။ဒီသတင်းကိုတော့ညချောင်းမှာပြပေါ်လာပါဗျ။ အာဆင်နယ်တင်ဟာလက်ရှိအချိန်မှာပုတ်ဖွဲကဟာအတင်းအတွက်လုံလောက်တဲ့ထောက်ပံ့မှုတွေလုပ်ဝင်ပေးနိုင်တာကြောင့်ချန်ပီယံစုတွေနဲ့အလံဝင်းနေတာဖြစ်တဲ့အာဆင်နယ်တင်ပရီးမီးယားလိဂ်ချန်ပီယံစုကိုနောက်ဆုံးရောက်နိုင်ခဲ့တဲ့2003ခုနှစ်ကအကစားဒရိုက်တာဖြစ်တော်ဝင်ယူခဲ့တဲ့ကေအဒဲမန်ကဝေဖန်လိုက်တယ်လို့သိရပါတယ်။ကေဒမန်ဟာအာဆင်နယ်တင်အမှုဆောင်ချုပ်ဟောင်းဒေးဗစ်ဒေးနေပြားအစိုးရကောင်းနဲ့တွဲပြီးတော့ပရီးမီးယားလိဂ်အတွက်ကိုရှုံးမဲ့မရှိရန်ပြုလုပ်ပေးခဲ့သူဖြစ်ပြီး ခဲ့ရတဲ့ပန်းကရှုံးဝဲမရှိချင်မြဲဖြစ်ခဲ့တဲ့အာဆင်နယ်အသင်းမှာအရေးပါတဲ့သတ္တမတွေဖြစ်တဲ့ Robert BS, Wido, Sokambe, Kibado Seva, Jan Lehmann နဲ့ Viren စသတ္တမတွေကိုအာဆင်နယ်အသင်းကိုရရှိအောင်လို့ဆွမ်းဆောင်နိုင်ခဲ့တာမျိုးတွေကိုလက်ရှိအာဆင်နယ်အသင်းမှာလုံဆောင်နိုင်ခြင်းမရှိဘူးလို့ဝေဖန်ခဲ့ပါတယ်။လက်ရှိနေပြအတီတာဟာအာဆင်နယ်အသင်းအတွက်အကောင်းဆုံးဆွမ်းဆောင်ပေးနေပေမယ့်အသင်းဘုတ်ဘွယ်ဘက်ကချန်ပီယံဖြစ်လာအောင်ထောက်ပံ့မှုမလုပ်သေးဘူး။အာဆင်နယ်အသင်းဟာချန်ပီယံစုတွေနဲ့ဝေကွာနေဦးမှာဖြစ်တယ်လို့ကိရဲ့တယ်မန်ကဝေဖန်ခဲ့တယ်လို့သိရပါတယ်။ အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့ဆက်ဆက်လေးနိုင်တဲ့သတင်းတွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပိတ်သက်များအားလုံးကျမွှန်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။